အီလမတ်ကဒီလိုမျိုးဖြစ်ချင်တာကြောင့်ဒေါ်နယ်ထရန့်ရဲ့မဲဆွယ်မှုမှာဒေါ်လာဘီလီယံချီတုံးခဲ့တယ်။အခုဆိုရင်အမေရိကန်နိုင်ငံရဲ့သမ္မတရွေးကောက်ပွဲကြီးပြီးသွားခဲ့ပါပြီ။ဒီရွေးကောက်ပွဲမှာဒေါ်နယ်ထရန့်အနိုင်ရဖို့အများဆုံးကူညီပေးခဲ့တဲ့သူကတော့အီလမတ်ဖြစ်ပါတယ်။အီလကနည်းပညာမြင့်ကားတွေထုတ်ပြီးရောင်းတာနည်းပညာတွေတည်ထောင်အပြင်ဒုံးပြန်တွေတည်ချင်ပြီးအနာဂတ်ကမ္ဘာကိုခြေချဖို့ရှေ့ပြေးပြင်ဆင်နေတဲ့သူဖြစ်လူတွေကသိကြပါဗျ။ ဒီလိုမျိုးစီးပွားရေးတွေနဲ့ဝင်ငွေတွေအများကြီးရနေတဲ့အီလမတ်ကဘာဖြစ်လို့ Trump ရဲ့တမနာယူကောက်ပွဲအတွက်ငွေတွေအကုန်ကျခံခဲ့တာလဲဆိုတာသိရဖို့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ကြည့်လိုက်ရအောင်ပါ။ဒီအကြောင်းကိုမပြောခင်အီလမတ်ရဲ့လူမှုဆက်ဆံရေးကိုအရင်ဆုံးပြောပြပါမယ်။အီလွန်ကစီးပွားရေးမှာတဲ့ level တွေအများကြီးချက်တွင်ခဲ့တာမဟုတ်ပါဘူး။နိုင်ငံရေးနယ်ပယ်ကလူတွေနဲ့လည်းကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတဲ့သူပါ။သူလိုမျိုးစီးပွားရေးဘီလီယံနာတယောက်တည်းနိုင်ငံကြီးနယ်ပယ်ကလူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိရမယ်ဆိုတာကပုံမှန်ပါပဲ။ ဒါပေမဲ့အီလွန်ကတော့နိုင်ငံရေးနယ်ပယ်ကလူတွေနဲ့အရန်ကိုရင်းနှီးတဲ့ပြင်နိုင်ငံရေးသမားတွေရဲ့ပွဲတော်တော်များများမှာသူ့ကိုဖိတ်ကြားခံရတဲ့အထိအာဏာရှိသူပါဒီလိုမျိုးလူတွေရဲ့အာယုံဆိုင်မှုကိုရရှိထားတဲ့အီလွန်ကဘာကြောင့်ဒီလိုမျိုးနိုင်ငံရေးနယ်ပတ်သက်ပြီးအာယုံဆိုင်မှုကိုခံကြနေလဲဆိုတာဆက်မပြောခင်အခုလိုဘူးတူတရရစရာအကြောင်းအရာတွေကိုတင်ဆက်နေတဲ့ကျွန်တော်ရဲ့ Interest Knowledge Page လေးကို Like and Follow လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ပါတယ်ဒါကတော့ရှင်းပါတယ်အီလွန်ကဒေါ်နယ်ထရန့်စီကလူစင်နာတွေရှိနေတာကြောင့်ပါရှင် အီလိုမကသူလှုပ်သမျှအလုပ်တွေကိုသူ့အတွက်အချိုးမြတ်မရနိုင်ရင်ဘာမှမလုပ်ပါဘူး။ဒါကြောင့်မဲ့ Twitter company ကို44ဘီလီယံနဲ့2022မှာဝယ်ယူခဲ့ပါတယ်။ Twitter ရဲ့စီးပွားရေးကအဲ့ဒီအချိန်မှာကျဆင်းနေပြီအသုံးပြုသူတွေရဲ့80ရာခိုင်နှုန်းက Twitter ကိုသုံးရတာညှိငွေ့နေတဲ့အချိန်မှာရှင်။ဒါကြောင့်အီလွန်ကဒီ company ကိုဝယ်ယူလိုက်တာဟာငွေကိုဖြုံးလိုက်တယ်လို့ထင်ကြသူတွေရှိပါတယ်။ဒီလိုအမြင်တွေကိုသူကပြောင်းပြန်လှန်ပြစ်လိုက်ပါတယ်။ Donald Trump ရဲ့ Twitter အကောင့်ကအဲ့ဒီအချိန်မှာ Twitter ရဲ့ policy အရပိတ်ခံထားရတဲ့အချိန်မှာ ါကိုအီလွန်ကအချက်ချင်းပြန်ဖွင့်ပေးခဲ့ပြီး Twitter ရဲ့တခြား policy တွေကိုလည်းစပြီးပြောင်းလဲပြစ်ပါတယ်။ပြီးတာနဲ့ Twitter မှာ trend အတွက် message စီးရုံးရေးတွေပါစပြီးတော့လုပ်ခဲ့ပါတယ်။ social media ဆိုတာ21ရာစုမှာလူတစ်ယောက်ကိုအမြင့်ဆုံးကိုတွင်းတင်ပေးနိုင်တဲ့အရာလို့သိထားတဲ့ Elon ကအမေရိကန်နိုင်ငံသားအများစုသုံးတဲ့ Twitter ကိုအသုံးချပြီးမဲဆွယ်မှုတွေလုပ်ခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။ Elon Musk ကမြေပြင်ကမဲဆွယ်စီးရုံးရေးတွေမှာလည်းအမေရိကန်ဒေါ်လာ29ဘီလီယံအထိသုံးခဲ့ပြီးအမေရိကန်ရဲ့သမိုင်းတစ်လျှောက်မဲဆွယ်စီးရုံးရေးမှာအငွေအများဆုံးသုံးတဲ့သူအဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်။ ီလိုမျိုးထောက်ပံ့မှုတွေရဲ့နောက်ဆက်တွဲအဖြစ် Tesla ရဲ့ရှယ်ယာဈေးတွေတအားတက်သွားခဲ့ပြီးဒေါ်လာ380ဘီလီယံအထိအမြင့်ရခဲ့ပါတယ်။ဒါဟာ Elon Musk ရဲ့နောက်ထပ်စီးပွားရေးတစ်ခု ဖြစ်ခဲ့တာပါ။ Elon ကနောက်ထပ်ပြောင်းလဲမှုတစ်ခုလုပ်လိုက်ပါသေးတယ်။ဒါကတော့တခြားသမ္မတတွေလက်ထက်မှာ American ပြည်သူတွေရဲ့လွဲမှားနေတဲ့အယူအဆတွေကိုပြောင်းပြန်လှန့်ပစ်လိုက်ကြပါပဲ။အစိုးရအဖွဲ့ထဲမှာ Doge ဆိုတဲ့စနစ်တစ်ခုကိုထည့်သွင်းလိုက်တာပါရှင်။ဒီစနစ်က Department of Government Efficiency ဆိုတဲ့အစိုးရအဖွဲ့ရဲ့စွမ်းဆောင်ရည်တွေကိုအကဲဖြတ်မဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာပါတယ်။ အဲ့ဒီအဖွဲ့မှာအီလွန်ကပါဝင်နေပြီးဒါကအမေရိကန်အစိုးရအဖွဲ့ကိုပုံစံပြောင်းမဲ့အီလွန်မတ်တဲ့ရီမတ်ချက်တစ်ခုလည်းဖြစ်နိုင်ပါတယ်။သူတီထွင်ထားတဲ့ Tesla စက်ရုပ်ကားကိုအမေရိကန်အစိုးရရဲ့ခွင့်ပြုမိန့်နဲ့အတွက်အခုဆိုရင်တော့အီလွန်ကစိုးရိမ်မှုမလို့တော့တလို့သူ့ရဲ့ Space H အတွက်လည်းအဓိကအသုံးပြုသူအဖြစ်အမေရိကန်အစိုးရကဖြစ်လာမှာပါ။ဒါကြောင့်သူ့ရဲ့တီထွင်မှုတွေကိုအသုံးပြုသူအသစ်တွေခက်ခက်ခဲခဲရှာစရာမလိုတော့ပါဘူး။သူရင်းလိုက်တဲ့ဘီလီယံ30နီးပါးနဲ့သူပြန်ရလိုက်တဲ့အရာတွေကအစတရာမကဖြစ်သွားခဲ့ပါပြီ။ ဒါကြောင့်အီလမတ်ကအရန်ကိုညံကောင်းတဲ့သူလို့ပြောတာထက်ကိုပိုတဲ့လူတယောက်ပါရှင်